အားလုံးပဲမင်္ဂလာပါဗျာကိုစိုးရေးစပေါ်ချန်နယ်အားလုံးနဲ့ထူးဆောင်ကြိုဆိုပါရစေကျောင်းသင်ကျောင်းမျိုးအားလုံးပဲမင်္ဂလာပါဗျာကဲဒီနေ့ကျောင်းစနေနေ့မှာဆိုရင်တော့ပွဲစဉ်တွေပွဲကောင်းတွေအများကြီးရှိတဲ့တဲမှာကျွန်တော်ပွဲစဉ်၅ပွဲလောက်ကိုကျွန်တော်ရွေးချယ်ပြီးတုံးသက်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ဂျာမနီတော့ကျွန်တော်ထည့်သွင်းထားခြင်းမရှိပါဘူးကျွန်တော်ပရီးမီးယားလိဂ2ပွဲရွေးချယ်ထားပြီးစပိန်နဲ့2ပွဲရွေးချယ်ထားတယ်အီတလီကကျွန်တော်2ပွဲရွေးချယ်ထားပြီးတော့ အတူကျုံလေးအနေနဲ့ပေါ့နော်ကျွန်တော်မိုနာကိုပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဗျာကျွန်တော်တကယ်ကြမ်းလို့ရဲ့အချိန်မလို့ရှင်ဘက်ကံမို့လဲကျွန်တော်ပြောပြရစီဒီဒီဖိုင်ကတော့ကျွန်တော်တောက်ကြနေလောက်မှာလှုပ်ထားတဲ့အတွက်ကြောင့်ဒီအပြောင်းလဲတွေရှိနိုင်ပါတယ်ဗျာ တော့ည၈နာရီခွဲမှာကံမဲ့ Everton နဲ့ Man City ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဒီပွဲစဉ်မှာ Man City ကကျွန်တော်တည်ရှုံးပေးထားတဲ့ကိုပေါင်းစီ၃လုံး80နာရီပေးလာတာဖြစ်ပါတယ်ဗျာ Man City ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်အဆင့်9နေရာမှာရပ်တည်နေပြီးတော့ကျွန်တော်55မှတ်ရရှိထားပါတယ် Everton ကတော့ကျွန်တော်အဆင့်73 38မှတ်ရရှိထားတာဖြစ်ပါတယ်တစ်ဖက် Everton ကတော့ကျွန်တော်တမ်းမစင်းရတော့ဘူးလို့ပဲကျွန်တော်ယုံကြည်ထားပါတယ် ဒါကြောင့်ကျွန်တော်တစ်ဖက်ကျွန်တော် Man City ပေါ့နော်အဝေးခွင့်ဖြစ်တဲ့ Man City ဘက်ကိုကြည့်မယ်ဆိုရင် Man City ကကျွန်တော်55မှတ်ရရှိထားတယ်။ဒါကြောင့်ဒီနေ့ပွဲကကျွန်တော် Man City အနိုင်ရအောင်ကံမှအဆင်ပြေမှဖြစ်ပါတယ်ဗျာ။ Man City ရဲ့နောက်လာမယ့်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်လည်း Everton ပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်ဂျာရက်ထဲမှာတော့ Aston Villa နဲ့ကံဖို့ရှိပါတယ်။ကျွန်တော်28ရက်နေ့မှာ FA Cup ပေါ့နော် Semi Final ရှိတဲ့အတွက်ကြောင့်ပေါ့ဒီဂျာရက်ထဲမှာ Aston Villa နဲ့ကံဖို့ရှိပါတယ်ဗျာပွဲကြိုကံမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ Man City အနေနဲ့ဒီပွဲဈေးကလည်းအရေးကြီးလို့ နောက်လာမဲ့ကျွန်တော်အက်စထရိုဗီလာနဲ့ပွဲစဉ်ကလည်းအရေးကြီးတာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့မန်စီးတီးကပရီးမီးယားလိမှာဆိုရင်ပွဲချောင်တဲ့ပုံစံလေးမှာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကျွန်တော်55မှတ်ရရှိထားတဲ့ပေါ့နော်သူ့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့နျူကာဆယ်နော်ဒန်ဖောရက်ချယ်ဆီအက်စထရိုဗီလာတို့နဲ့အပြိုင်ကျွန်တော်အဆင့်9နေရာကိုလူရမှာဖြစ်ပါတယ်ဗျာဒီတစ်ပတ်တည်းမှာပဲကျွန်တော် Aston Villa နဲ့ Newcastle နဲ့ပေါ့နော်ဒီပွဲပြင်းလဲကျွန်တော်သုံးသပ်ပြီးမှဖြစ်ပါတယ် Grayson နေသလိုကျွန်တော် Northern Forest ကလည်း Spa နဲ့ခံရမှာဖြစ်ပါတယ်အဝေးခွင်မှာသွားခံရမှာဖြစ်ပါတယ် Chelsea ကိုလည်းကြည့်မယ်ဆိုရင် Chelsea ကဆိုရင် London Derby ဖြစ်တဲ့ Fulham နဲ့ခံရမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော် Everton ဟိုဘောတော့ဒီနေ့ပွဲ Man City အနေနဲ့အနိုင်ရဖို့ရှိတဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပြီးလိုက်ပါတယ်တေးရှုံးပြီးလာတဲ့အနေထားမှာကြည့်မယ်ဆိုရင် Man City ကဒီနေ့ပွဲမှာခြေတန်းတွေအရာပေါ့နော်ဖွင့်ထားတဲ့ခြေတန်းတွေအရာလဲ Man City ကအောက်ထက်ကျွန်တော်နှလုံးလောက်ရဖို့ ရာခိုင်နှုန်းတော်တော်လေးများတဲ့အခြေတန်းကိုဖွင့်လှစ်ထားတာတွေ့ရပါတယ်။တပတ် Everton ဘောကိုကြည့်မယ်ဆိုရင်လည်း Everton ကလည်းကျွန်တော်ဖောင်ကောင်းနေတဲ့အသင်းအသင်းဖြစ်တာတွေ့ရပါတယ်။ဒါထဲမှာကျွန်တော်ရှုံးထားတယ်ဆိုတော့ Liverpool နဲ့ Marseille ဓာဘီအဝေးခွင်းမှာပဲ1-0နဲ့ရှုံးနေထားတာဖြစ်ပါတယ်။ Channel Boys နဲ့အကုန်လုံးကြည့်မယ်ဆိုရင်ကျွန်တော်ဂိုးပေါ့နော်။ရတဲ့ပုံစံကိုကျွန်တော်တွေ့ရတဲ့ကြောင့် Everton ကိုလည်း short drop ထားလို့တော့မရတဲ့ အနေထားမှာရှိပါတယ်ဗျာဒါကြောင့် Everton အနေနဲ့တကိုးပေါ်တော့ရနိုင်တဲ့ရာခိုင်နှုန်းလေးရှိတဲ့အတွက်ကြောင့် Man City အနေနဲ့တော်လေးသတိကြီးကြီးထားမှာဖြစ်ပါဗျာဒီနေ့ဘွယ်ကျွန်တော် Man City ကိုကျွန်တော်2ဂိုးလောက်ပေးထားတဲ့အတွက်ကြောင့်ကျွန်တော်2-1လောက်နဲ့နိုင်သွားမဲ့ပွဲစဉ်တစ်ပွဲလိုပဲကျွန်တော်ပြောပြစီ Head to head ရကြည့်မယ်ဆိုရင်လည်း Man City ကအမြဲလိုလိုအသာရနေတာတွေ့ရတယ်၈ချိန်နဲ့2ချိန်တည်ကြထားတဲ့ပုံစံမှာကျွန်တော်တွေ့ရပါတယ်ဗျာဒါကြောင့်ဒီနေ့ Man City solid match win gain လို့ပဲကျွန်တော်ပြောပြစီဗျာပြီးခဲ့တဲ့ပွဲမှာဆိုလဲ Man City က Crystal Palace ကို တော်တော်လေးကစားကောင်းကောင်းနဲ့ကစားသွားတဲ့တွေ့တဲ့ခြေစွမ်းနေကြအောင်ပေါ့နော်ဒီနေ့ပွဲမှာကျွန်တော်မန်စီးတီးအနိုင်ရဖို့ရခိုင်လုံးတော်တော်လေးများတာဖြစ်ပါတယ်ကရေကုန်ရေကန်းကန်သွားမဲ့ပွဲစဉ်တစ်ပွဲပါနောက်တစ်ပွဲကကျွန်တော်ည7:00နာရီမှာကန်မဲ့ Aston Villa နဲ့ Newcastle ဒီပွဲစဉ်မှာဆိုလေဒါချီခေါလာမဲ့ပွဲစဉ်တစ်ပွဲပါ Aston Villa ကျွန်တော်54မှတ်ရရှိတာတဲ့အဆင့်9 Newcastle ကအဆင့်4 56မှတ်ရရှိတာဖြစ်ပါတယ် Newcastle ကပြီးခဲ့တဲ့ဂျာရဲထဲမှာ Crystal Palace ကိုနိုင်လဲတဲ့အတွက်ကြောင့်ပေါ့နော်ခြေစွမ်းပိုင်းလည်းတော်တော်လေးတက်နေတာကျွန်တော်တို့တွေ့ရပါတယ် နိုင်လဲတဲ့အတွက်ကြောင့်ကျွန်တော်59မှတ်ရရှိတော့တဲ့ကြောင့်နယူကာဆယ်ဟာလည်းရှော့တွက်ထားလို့မရပါဘူးနယူကာဆယ်ရဲ့ကျွန်တော်ပွဲချန်တွေကိုကြည့်မယ်ဆိုရင်နယူကာဆယ်ဟာအသင်းကြီးနှစ်သင်းပေါ့နော်ချယ်ဆီနဲ့အာဆင်နယ်နဲ့ပြန်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်နယူကာဆယ်အနေနဲ့လည်းရှော့ပြီးတော့ကန်လာလို့မရပါဘူးဟတ်တူအတေရလည်းနှစ်သင်းလုံးဟာပြိုင်ဆိုင်မှုဒေါ်လေးပြင်းထန်တာတွေ့ရပါတယ်နယူကာဆယ်ရောအသာရနေတဲ့အနေအထားမှရှိတယ်ငါးကြိမ်နိုင်နှစ်ကြိမ်သေးကြပြီးတော့သုံးကြိမ်ရ Aston Villa နိုင်လာတာတွေ့ရပါတယ် Aston Villa ကတော့ပြိုင်ပွဲဆုံးပေါ့နော်ပြီးခဲ့တဲ့ပွဲမှာဂျာယက်ထဲမှာဆိုလဲ PSG နဲ့ကန်ထားတဲ့ကြောင့်ပွဲပန်းနိုင်မဲ့အရေးအယောင်လေးအများကြီးတွေ့ရပါတယ် Aston Villa ဟာအင်ကွင်းဖောင်လဲကောင်းတာတွေ့ရပါတယ်အင်ကွင်းအင်ကွင်းမှာဆိုရင်တပွဲပဲရှုံနေထားတဲ့ Aston Villa ဖြစ်ပါတယ်ဒီဘက်ဝင်ကျွန်တော်ရှေ့ကပြောသွားသလိုပဲဂျာယက်ထဲမှာ Man City နဲ့ကျွန်တော်အဝေးကွင်းတော့ကန်ရမှာဖြစ်ပါတယ်ဗျာ Aston Villa အနေနဲ့ဒီနေ့ပွဲမှာကျွန်တော်မရှုံးအောင်ကန်မှ ဖြစ်မှာဖြစ်ပါတယ်ဗျာ။ Newcastle ဘက်ကိုပြောရရင်ဆိုရင် Newcastle ကလည်း form ကောင်းနေတဲ့အသင်းသင်း Aston Villa ကလည်း form ကောင်းနေတဲ့အသင်းသင်းဆိုတော့ဒီနှစ်သင်းကတော်လေးကြီးကောင်းလာမဲ့ပွဲစဉ်တစ်ပွဲပါ။တည်ကြဖို့ရာခိုင်နှုန်းတော်တော်လေးများတဲ့ပွဲစဉ်တစ်ပွဲလို့ပဲပြောပြရစီ။ဒါပေမဲ့ကျွန်တော်တစ်ဖက် Newcastle ဘက်ကိုပြောရမယ်ဆိုရင် Newcastle ရဲ့ current form တွေကတော်တော်လေးကောင်းနေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ခြေတန်းတွေပြီးထားတဲ့ခြေတန်းတွေအရာလည်း Newcastle ကကျွန်တော်နှစ်ဂိုးလောက်ပေါ့နော်ကျွန်တော်အောက်ထက် ရမယ်အခြေခံကိုကျွန်တော်တို့ဖွင့်လှစ်ထားတွေ့ရတယ်။ Astron Bella ဘက်ကိုပြောရမယ်ဆိုတော့ Astron Bella ဟာကျွန်တော်တို့6လောက်ပဲရမယ်ဆိုပြီးခြေတန်းတွေရဖွင့်လှစ်ထားတာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကျွန်တော် Newcastle ပေါ့နော်။ဒီပွဲစဉ်ကကျွန်တော်6ပေါင်းအပေါ်လေးလက်ကောင်းတာဖြစ်ပါတယ်ဗျာ။ Astron Bella ဒီနေ့ပွဲမှာကျွန်တော် level 30ရှုံးပေးလာတယ်။6ပေါင်းစီ3လုံး20အနိုင်ပေးလာတာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ဒီနေ့ပွဲကျွန်တော်တို့ outfit ပေါ့နော်။3လုံးရောက်ကိုရောက်သွားမဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစီ Newcastle body နဲ့ကျွန်တော် ကိုပေါင်းအပေါ်ဆိုရင် မရှုံးနိုင်ပါဘူးဗျာဟာဒီဟာဒီရကြည့်မယ်ဆိုရင် Aston Villa ကွင်းမှာတော့ Newcastle ကပြီးခဲ့တဲ့နှစ်ပေါ့နော်ပြီးခဲ့တဲ့နှစ်မှာတော့1-3နဲ့နိုင်ထားတဲ့တပွဲပဲရှိပါတယ်။ဂျန်တဲ့နှစ်တည်းပါဆို Aston Villa ရဲ့အိမ်ကွင်းမှာဆိုရင် Newcastle ကနိုင်မှုထားခြင်းမရှိပါဘူး။ Aston Villa 3-2-2-2အဲ့လိုမျိုးကန်ထားတာတွေ့ရပါတယ်ဗျာ။ဒါတော့ဒီနှစ်ပွဲကျွန်တော် Newcastle အနေနဲ့ကျွန်တော်တည်တမှတ်ပေါ့နော်။ရအောင်ယူသွားမယ်ပွဲစဉ်တစ်ပွဲလို့ပဲပြောပြပါသေးတယ်။မရှုံးနိုင်တဲ့ပွဲစဉ်တစ်ပွဲပါ။အဲကျွန်တော် Newcastle နှစ်ဖက် Twin Goal တွေလည်းမြင်ရမယ်။ ွဲစဉ်တစ်ပွဲလို့ပဲပြောပြစီဂိုးပေါင်းအပေါ်တော်တော်လေးကောင်းပါတယ်နျူကာဆယ်ဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ပွဲကျွန်တော်ဘာစီလိုနာနဲ့ဆက်တာပီကိုရွေးချယ်တာပါတယ်ည9:45မှာကံမဲ့ပွဲစဉ်တစ်ပွဲပါဘာစီလိုနာကျွန်တော်နှလုံး60နိုင်ပေးလာတာဖြစ်ပါတယ်။ကိုဟောင်းစီ3လုံးရှုံးပေးလာတာဖြစ်ပါတယ်ဗျာ။ဘာစီလိုနာကျွန်တော်ရမှတ်80ရရှိထားပြီးတော့အဆင့်1နေရာမှာရရှိနေပြီးဆက်တာဘီကအဆင့်9 43မှတ်ရရှိထားတာဖြစ်ပါတယ်။ဆက်တာဘီကကျွန်တော်ယူရိုပါလိ conference လေးပေါ့နော်မျှော်လင့်ချက်လေးတော့ရှိနေတဲ့အသင်းအသင်းလည်းဖြစ်ပါတယ်သူ့ဘဝအသင်းနေဖြစ်တဲ့ battle 48မှတ် villarreal 58မှတ်နေတော့အမှတ်တွေ့တော့ပေါ့နော်တိတ်မကွာတဲ့ပုံစံလေးမှတွေ့ရပါတယ်အဲဒါကြောင့် barcelona အနေနဲ့ပေါ့နော်ဒီနေ့ setup ကိုတော့အကောင်းဆုံးကန်ထားမှာဖြစ်ပဲဘာဖြစ်လို့ဆိုတော့ barcelona ဟာကြားရတဲ့မှာကျွန်တော် champion league တော့ကျွန်တော် dortmund နဲ့ပေါ့နော်3-1နဲ့ရှုံးနေတွားတာတွေ့ရတယ်ဒေါ်မွန်နဲ့အတီလဲကန်ထားရတဲ့အတွက်ကြောင့်ပွဲပန်းမဲ့ လက္ခဏာလေးတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ဘာစီလိုနာဒီဘက်ပြောလို့ရှိရင်မာရော့ကမာရော့ကနဲ့ပြီးလို့ရှိလို့ရင်ကျွန်တော်ကိုဘာဒေရီဖိုင်နယ်ပေါ့နော်ရီယယ်မက်ဒရစ်နဲ့ကန်အားဖို့လည်းရှိပါတယ်ကျွန်တော်ပွဲချက်တွေပေါ့နော်ကန်အားဖို့လည်းရှိတာဖြစ်ပါတယ်ဗျာရီယယ်မက်ဒရစ်နဲ့လည်းကြံတယ်တော့ဗီလာရီရဲ့ကြံတဲ့ဘီဘာအိုနဲ့လည်းကြံတာပေါ့နော်၃ဘွဲလောက်ပွဲချက်တွေပဲကြံတဲ့အနေအထားမှရှိပါတယ်ဗျာဒါကြောင့်ကျွန်တော်ဘာစီလိုနာအနေနဲ့ဒီပွဲကိုရှော်လို့မရပါဘူးပွဲပန်းမဲ့ အနေထားလေးတွေရှိပေမဲ့လေပေါ့နော်ဒီနေ့ဘွဲကျွန်တော် setup ပြီးကောအဝေးဝေးညံ့တာလည်းပါပါတယ်ဗျာအဝေးဝေးမှာကျွန်တော်15ဘွဲပါဆိုရင်3ဘွဲပဲနိုင်တာတွေ့ရတယ်4ဘွဲသေးကြပြီ10ဘွဲရှုံးနေထားတာ setup ပြီးကောဖြစ်တာဖြစ်ပါတယ်ဗျာအတူတူရေးရကြည့်မယ်ဆိုရင်လည်းဘာစိလွန်းတာပါနော် setup ပြီးကောအမြဲလိုလိုခက်ခက်စစ်ကန်ရတဲ့ဘွဲတွေပေါ့နော်တော်တော်လေးများတာတွေ့ရပါတယ်ဒါတော့ဒီနေ့ဘွဲကျွန်တော်ဘာစိလွန်းတာ setup ပြီးကောနဲ့တွေ့ဆုံနေတွေ့ဆုံနေ ပေးထားတဲ့ဂျေးပေါ့နော်ဒီနေ့ပွဲဂျေးတော်တော်လေးပြင်းတာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဒီနေ့ပွဲကျွန်တော်ဘာစီလိုနာကိုပဲကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်ဗျာအောက်ထက်ကျွန်တော်တို့၃လုံးလောက်ရောက်သွားမယ်ဆိုပြီးတော့ဂျေးတန်းတွေရလဲဖွင့်လှစ်ထားပါတယ်ဆရာဘီကကျွန်တော်အဝေးခွင် ဖြစ်တာကြောင့်ကျွန်တော်တကိုးလောက်ပဲပေါ့နော်ရာကောင်းရသွားနိုင်တဲ့ဂျေးတန်းကိုကျွန်တော်ဖွင့်လှစ်ထားတာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲကျွန်တော်တို့ဘာစီလိုနာကိုပဲကျွန်တော်တို့ရွေးချယ်ရမှာဖြစ်ပါတယ်အောက်ထက်၃လုံးလောက်ရောက်သွားမယ်ပွဲစဉ်တစ်ပွဲပါဒါကြောင့်ကျွန်တော်ဘာစီလိုနာ ဘော်ဒီတစ်ချောင်းလေးပဲကြွေးချက်ပေးလိုက်ပါတယ်ကိုပေါင်းသုံးလုံးရှုံးနေထားမှာဆိုရင်တော့ကိုပေါင်းအပေါ်လေးလဲဆော့ရင်တော့မမှားတဲ့ပွဲစဉ်မှာဒါပဲကျွန်တော်ဘော်ဒီတစ်ချောင်းလေးပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်နောက်ပွဲကျွန်တော်ရွေးချယ်ရတော့အီတလီစီးရီးတွေကနှစ်ပွဲရွေးချယ်တာပါတယ်ဆယ်နိုင်ခွဲမှာကံမဲ့မွန်ဇာနဲ့နာပိုလီပွဲစဉ်ကိုကျွန်တော်ရွေးချယ်တာပါတယ်ဒီပွဲစဉ်မှာဆိုတော့နာပိုလီကကျွန်တော်1ရှုံးပေးလာတာဖြစ်ပါတယ်ကိုပေါင်းစီရ3လုံး80နိုင်ပေးလာတာဖြစ်ပါတယ်ဒီခြေတန်းကိုကျွန်တော်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ပွဲပေါ့နော်အမ်ပိုလီပွဲစဉ်နဲ့ ခက်ဆင်ခြင်းလေးဖြစ်တာကျွန်တော်တွေ့ရပါတယ်။ဒါတော့ဒီဒီဘွဲကျွန်တော်မွန်စာဘောเนาะကျွန်တော်ဂိုးမပေးထားတာဖြစ်ပါတယ်ဗျာ။မွန်စာအနေနဲ့ကျွန်တော်အဆင့်20ဖြစ်သွားပြီရမတ်ကလည်း15မှတ်ရရှိထားတဲ့အတွက်ကြောင့်မွန်စာဟာတန်ဆင်သွားရပြီဖြစ်ပါတယ်ဗျာဟာဒီရတဲ့ရလည်းဒီလိုပါပဲကျွန်တော်မွန်စာတစ်ချိန်နိုင်ထားပြီးတော့နာပိုလီကတော့ကျွန်တော်၃ချိန်နိုင်တစ်ချိန်တည်ကြတာ ဖြစ်ပါတယ်ပထမကြောင့်မှအိမ်ခွင့်မှာ 2-0နဲ့နိုင်ထားတာဖြစ်ပါတယ်1-9မှုရှုံးပဲပေးသွားတယ်2-0နဲ့နိုင်သွားတာဖြစ်ပါတယ်ဒါတော့ဒီနေ့ပွဲကျွန်တော်1ရှုံးပေးလာတဲ့ခြေတန်းရပါတော့တော်တော်လေးပြင်းရှားတဲ့ခြေတန်းတန်းလည်းဖြစ်တာကျွန်တော်တို့တွေ့ရပါတယ်ဗျာကျွန်တော်ရှေ့ကပြောပြောလို့ပဲ မွန်စာကျွန်တော်ဒီနေ့ဘက်မှာကျွန်တော်ဂူမပေးထားပါဘူးအင်ယူဒီပိုင်းအနေထားရပြောမယ်ဆိုရင်အင်ယူဒီပိုင်းမှာလည်းဒီလိုပဲကျွန်တော်နှစ်ဖက်ကစားသမားအစုံလင်နဲ့ပွဲထွက်လာမှာဖြစ်ပါတယ်ဗျာနာပိုလီနဲ့ကျွန်တော်အမှားခံလို့မရတဲ့ပွဲစဉ်တစ်ပွဲပါနာပိုလီရဲ့ကျွန်တော်လက်ကျန်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်လည်းပွဲချောင်နဲ့ပွဲစဉ်တွေကတော်တော်လေးများတာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော် နာပိုလီနေနဲ့ပေါ့နော်ရမှတ်ကျွန်တော်68မှတ်ရရှိထားတယ်။သူ့ဘောကကျွန်တော်90မှတ်ရရှိထားတဲ့အင်တာနဲ့ဆိုရင်3မှတ်ပဲကွာတဲ့အနေထားပါဆိုရင်နာပိုလီကဒီနေ့ပွဲစဉ်ဟာကျွန်တော်တို့1-2-0အဲ့လိုမျိုးဖြစ်သွားမယ်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစေ။အောက်ထက်ကျွန်တော်2-9ကတော့ရမယ်ဆိုပြီးတော့ခြေတန်းနေရဖွင့်လှစ်ထားတာတွေ့ရပါတယ်။ဒါကြတော့နာပိုလီအနေနဲ့ဝိုးခွင်းဖောင်ရရလည်းမဆိုးပါဘူး။ကာရာဖောင်အနေထားတွေရလည်းရှုံးမွေးမရှိတာတဲ့နာပိုလီအနေနဲ့ပေါ့နော်ဒီနေ့ပွဲမှာကျွန်တော်တို့ဖီအားထပ်ပြီးတော့ ပေးအောင်မဲ့ဖွဲ့စဉ်တစ်ပွဲလို့ပဲပြောပြရစီဒါကြောင့်ကျွန်တော်တို့နာပိုလီအနေနဲ့ဒီနေ့ပွဲမှာမတ်စဝင်းဂိန်းလို့ပဲကျွန်တော်ပြောပြရစီဗျာဒါကြောင့်ကျွန်တော်နာပိုလီ ဘော်ဒီတစ်ချောင်းတည်းတော့ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ခါကျွန်တော်ရိုမာနဲ့ဗီရိုနာဒီပွဲစဉ်ကျွန်တော်မနက်တနင်္ဂနွေ15မှာကံပွဲစဉ်ပါဒီပွဲစဉ်မှာဆိုတော့ရိုမာကျွန်တော်ဝမ်ငါမှုရှုံးပေးလာတယ်ကိုပေါင်းစည်းရနှလုံး80ရှုံးပေးလာတာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲစဉ်ကလည်းဦးနာအပေါ်ကပွဲစဉ်လိုပါပဲဒီနေ့ပွဲစဉ်ကကျွန်တော်ရိုမာသတင်းတွေကပဲတွင်းလာမဲ့ဂျေးတန်ကိုဖွင့်လှစ်ထားတာတွေ့ရပါတယ်ဗီရိုနာကိုကျွန်တော်တို့ဂိုးမပေးထားပါဘူးဗျာဟာဒူဂတီရရလဲရိုမာဟာကျွန်တော်၅ချိန်တိုင်းဒီချိန်တွေကြာပြီးတော့ လေးချိန်ကတော့ဗီရိုနာကတော့အနိုင်ရရှိထားတာတွေ့ရပါတယ်။ရိုမာနဲ့တွဲဆုံတဲ့တွဲဆုံတဲ့ဗီရိုနာကအမြင်နဲ့လို့လို့ဒုက္ခပေးလေရှိတဲ့အသင်းသင်းဆိုတာလေမေ့ထားလို့မရပါဘူးဗျာ။ပထမကြောင်းမှာဆိုရင်တော့မှကျွန်တော်ဗီရိုနာကွင်းမှာရိုမာဟာ3-2နဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်ဗျာ။အဲဒီပုံမှာဆိုရင်အတီရှုံးပြီးသွားတာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ဝမ်းကားမှုရှုံး ပေးထားတဲ့ဂျေဒန်အရာဆိုတော့မျှတတ်တဲ့ဂျေဒန်လည်းဖြစ်တာကျွန်တော်တို့တွေ့ရပါတယ်။ injury ဘိုင်းမှာတော့ကျွန်တော်တို့ Roma ဘက်ကတော့2ယောက်လောက်နာနေပြီးတော့ Verona ကတော့4ယောက်လောက်နာနေတယ်။အဲ့ဒီတည်းနာနေတဲ့တဲမှာဆိုတော့ Dybala ပါနေတဲ့အတွက်ကြောင့်တော့နေရတော့ Roma အနေနဲ့ရောသွားမှာဖြစ်ပါတယ်။ဒါပေမဲ့လည်း Roma အနေနဲ့ကျွန်တော်54မှတ်ရရှိထားတဲ့အဆင့်9ရရှိထားတဲ့အတွက်ကြောင့်ရူမာဟာသူ့ဘောအသင်းတွေဖြစ်တဲ့လာဇီယို56မှတ်ဘိုလော့နာ59မှတ်နဲ့ဂျူဗင်တက်56မှတ်တို့နဲ့အမှတ်က ိတ်မကွာတာတွေ့ရပါတယ်ဒီဒီဘက်မှာဆိုတော့ဘိုလော့နာဟာအင်တာမီလန်နဲ့ကမ်းအမဖြစ်တဲ့ကြောင်ပါနော်တော်လေးပွဲချောင်းနဲ့ရိုမာအနေနဲ့ဒီနေ့ပွဲမှာဗီရိုနာအောင်ပေါ့နော်အနိုင်ရအောင်ကန်သွားမဲ့ပွဲစဉ်တစ်ပွဲလိုပဲကျွန်တော်ပြောပြရစီဗီရိုနာအနေနဲ့လည်းကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာဆိုတော့အဝေးဝေးရအောင်အိမ်ဝေးရအောင်ဂိုးပေါင်းအောက်တွေကန်ထားတာတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ပွဲကျွန်တော်တို့ရှေ့ကကျွန်တော်ပြောဆိုသလိုပဲရိုမာအနေနဲ့ကျွန်တော်1-2စီပြတ်သွားမဲ့ပွဲစဉ်တစ်ပွဲလိုပဲကျွန်တော်ပြောပြရစီ1-5မှုရှုံးနေထားမှာဆိုရင်တော့ အရင်ပြောပါတယ်ဒီထက်လည်းကြေးရပိုပြီးတက်ကောင်းလဲတက်လာနိုင်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ရိုမာ body တဲ့ကျွန်တော်ဂိုးပေါင်းအောက်ဆိုရင်မရှုံးနိုင်ပါဘူးရိုမာနေနေပွဲနှစ်ဂိုးလောက်တော့ရသွားမယ်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစီဗျာနောက်တစ်ခါတော့အချင်းချင်းလေးပဲကျွန်တော်ပြောပြပေးသွားပါမယ်မိုနာကိုနဲ့စထရာဘောပေါ့နော်အဲ့ပွဲစဉ်ကလည်းကြီးကောင်းလာမှာပါစထရာဘောကကျွန်တော်အဆင့်6ငါရမှတ်ကကျွန်တော်90မိုနာကိုက အဆင့်နှစ်မှာပေါ့နော်53မှတ်ရရှိတာလည်းအမှတ်ကမကွာပါဘူးခြေစွမ်းပိုင်းရတဲ့ star ball တော်တော်လေးကောင်းတာတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ပွဲကျွန်တော်တို့ star ball အနေနဲ့လည်းကျွန်တော်တကူရနိုင်မှာဖြစ်တယ်လို့မိုနာကိုကလည်းအိမ်ငွေ့မှာဆိုရင်တော်တော်လေးကောင်းတာတွေ့ရပါတယ်မိုနာကိုကအိမ်ငွေ့အဆင့်နှစ်လောက်ရှိတယ်နှစ်ပွဲပဲရှုံးနေရတယ်36ခုရရှိပြီး16ခုပေးထားတယ်အဝေးဝင်းဖောင်ရကျွန်စရာဘောကရာကိုပီကိုကျန်းတယ်ပေါ့နော်ဒါကြောင့်ဒီနေ့ပွဲမှာဆိုရင်ကျွန်တော်ဂိုးပေါင်းအပေါ်တော်တော်လေးကောင်းပါတယ် ဝမ်းတေနဲ့ကျွန်တော်35မှုရှုံးပေးလာတဲ့ဂျီတန်အရာဆိုရင်ဒီနေ့ပွဲ ကိုပေါင်းအပေါ်လီကောင်းပါတယ်ဗျာအနိုင်ဆုံးတော့ကျွန်တော်မူနာကိုဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်မူနာကိုအနေနဲ့နောက်လာမယ့်ပွဲစဉ်တွေမှာတော့ပွဲချက်တွေဆိုရင်ကျွန်တော် Lion Land Store လောက်ပဲရှိတာကျွန်တော်တွေ့ရပါတယ် Lion နဲ့ပေါ့နော်အဓိကတော့ Lion နဲ့ပဲအဓိကကစားရမှာဖြစ်ပါတယ်ကျွန်တော်ပင်တဲ့လီဂူပွဲစဉ်တွေကကျွန်တော်အဆင့်3ထိပဲကျွန်တော် Champion League ဝင်มาဖြစ်ပြီးတော့ လေးအဆင့်ကကျွန်တော် qualify ကံရမှာဖြစ်တဲ့အကြောင်းတော်တော်လေးရေကုန်ရေကန်ကံလာမဲ့ပွဲစဉ်တွေဖြစ်တာတွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော် strapo အနေနဲ့လည်းအင်ဝင်ဝေးခွင့်ပေါ့နော်ဂိုးတွေရနေတဲ့အနေထားမှာဆိုရင်ဂိုးပေါင်းအပေါ်လေးကောင်းပါတယ်ဗျာကျွန်တော်အောက်ထစ်၃လုံး၄လုံးတော့ရောက်သွားမဲ့ပွဲစဉ်တစ်ပွဲပါကျွန်တော်3-1လောက်မှန်းထားပါတယ်ဗျာကဲဒါတော့စနေနေ့ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်၅ပွဲလောက်ပေါ့နော်အဓိကထားပြီးပြောပြပေးသွားတာဖြစ်ပါတယ်ဂျာမနီပွဲစဉ်တွေတော့မပါဝင်ထားတာတွေ့ရပါတယ်ဗျာ ဂျာမနီပွဲစဉ်တွေကကျွန်တော်ဒီဇိုင်းမှာအနီးကပ်ပဲပေါ့နော်ကျွန်တော်ထုတ်ပေးသွားမှာဖြစ်ပါတယ်ဗျာကျောင်းတကင်းကျောင်းမလို့ရဒီနေ့ကျွန်တော်သုံးသပ်ထားတဲ့ပွဲစဉ်တွေကိုအကြိုက်မလို့ရှင်ဘက်ကံဖို့လည်းကျွန်တော်ပြောပြစီဗျာဒီဂျေးတန်းလည်းကျွန်တော်ဦးနာလည်းပြောတော့တယ်ပေါ့နော်ကြည့်ပြောင်းလဲတွေရှိနိုင်ပါတယ်ဗျာ။စံတန်ငင်းချင်းတွေလည်းပေါင်းပြကြပါသေးဗျာ။မြမပြီးလည်းအေးကြပါသေးဗျာ။